အိမ်ဒီမှာစီးပွားတက်တယ်လက်လာပါကောင်းတယ်မီးကွင်းတယ်ဆိုပြီးတော့ကိုကိုွယ်ကြတယ်ဒခိဏတာကဖရားဆိုတာဘလို့ဖရားမျိုးလဲအဲ့ဒီဖရားကိုအင်းဖရားလို့လည်းခေါ်တယ်စီးဖရားလို့လည်းခေါ်တယ်ဖရားစင်းလို့တော့ထုလုပ်ထားတယ်အချိုးစစ်ပုံစံကပုံမှန်တဲ့နဲ့မကြတဲ့အတွက်ကြောင့်မကိုကိုွယ်ထိုက်ဘူးလို့လည်းပြောကြတယ်ဗျအဲ့အကြောင်းလေးကိုကျွန်တော်တင်ဆက်ပြပါမယ် ကျွန်တော်မိတ်ဆွေမြင်မှုမှာပေါ့နော်တခိဏတာကဖျားဆိုတဲ့ပုံစံကသူကမယုတ်သေးစကားပေါ့ကတော့ကတော့ခက်သေးသေးပုံစံမျိုးဇက်ပူပူလေးနဲ့ဖျားဆင်းလို့ပုံစံလေးမြင်မှုရပါပေါ့နော်ဒီဆင်းလို့ပုံစံလေးကဘာကြောင့်ဖြစ်လာလဲဆိုတော့ကျွန်တော်ဒီလိုလေးသိရှိထားပါတယ်အတင်းချေကဘာတသိမ်းပါရမီဖြစ်ကျင့်ခဲ့တဲ့ ောက်ျားကောင်းယောက်ျားမြတ်တို့ရဲ့အင်္ဂါရက်နဲ့ပြည့်စုံတဲ့မြတ်စွာဘုရားရှင်ကိုရိုမြင့်ကြီးရဲ့ရုပ်စင်းတန်တန်ကဘာလို့အဲ့လိုဖြစ်နေတာလဲဘာလို့အဲ့လိုထုလုပ်ထားတာလဲဆိုတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ဒကိနာတာကဘုရားရုပ်ဘွားတော်ကတရားဘုရားတဆူဆူကိုပြုလုပ်ထားတာမဟုတ်ပါဘူးကျွန်တော်ဂေါရမဗုဒ္ဓကိုပဲယဉ်ညွန်းပြီးတော့ပြုလုပ်ပြီးတော့ပူဇော်ကြတဲ့ဩဒိစ္စဇေဒီလို့ခေါ်တဲ့စင်းလူတော်ပဲဖြစ်ပါတယ်ဒီနေရာမှာဒကိနာတာကဆိုတဲ့အဓိပ္ပာယ်လေးလည်းကျွန်တော်နည်းနည်းရှင်းပြပြလိမ့်မယ်ဒကိနာဆိုတာတောင်ရက်ကိုဆိုလိုတာဖြစ်ပါတယ်တာကဆိုတာကတော့ဘောရိပင်ရဲ့အကိုင်းကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒကိနာတောင်ရက်တာကဘောရိပင်ရဲ့အကိုင်းဒီ ဖြစ်စဉ်တွေကဒီလိုလေ့စတင်ခဲ့ပါတယ်။ဘောရီညောင်မရဲ့တောင်ရက်မှာရှိတဲ့အကိုင်းကိုတိရိလင်္ကာကမျိုးယူပြီးတော့စိုက်ပျိုးပြေးကြပါတယ်။အဲဒီလိုစိုက်ပျိုးပြီးတော့မှကြီးထွားလာတဲ့ပင်ပေါ့။အဲဒီအပင်အားရတဲ့အသားနဲ့ဗျာစင်းတွေတော့ထုလုပ်ခဲ့ကြပါတယ်။ဗျာစင်းတွေတော့ထုလုပ်ရမှာလဲဘာအစီရင်ဘာရေတရာမှလောက်တာမျိုးမဟုတ်ဘဲနဲ့ဒီတိုင်းအိုဒိဇဇီဒီပုံစံမျိုးနဲ့လက်စွာပြရဲ့ဂုံတော်တွေကိုရည်ညွှန်းပြီးတော့ထုလုပ်ထားအောင်တတ်တတ်ပဲဖြစ်ပါတယ်ခင်ဗျာ။အဲဒီကနေပြီးတော့ဒကိနာတာကဖျားဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒဂိနတာကဖရာကတီးရလင်္ကာနိုင်ငံကနေစတင်ခဲ့ရဆိုရင်လည်းမမပါဘူးအဲ့တော့မြန်မာနိုင်ငံရောဘယ်လိုမျိုးရည်ကြီးမှုကူးဆက်လာရလဲဆိုတော့လေစိတ်ဝင်စားစရာကောင်းတယ်လက်ဆက်ပြီးတော့နားထောင်ပြီးပေါ့တက်ကရစ်988ခုနှစ်မုံညင်းမီဒီယာကြီးလက်ထက်မှာတော့တီးရလင်္ကာနိုင်ငံကနေမြန်မာနိုင်ငံကိုပိတ်ဆောင်လာခဲ့တဲ့ဗုဒ္ဓဆင်းသူတော်အစု300ကျော်မှာဒဂိနတာကဆင်းသူတော်တွေလည်းပါဝင်ခဲ့ပါတယ်တမိုင်းရတော့အဲ့ဒီခေတ်အဲ့ဒီကာလကအဲ့လိုအကြောင်းအရာလေးနဲ့စတင်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ် ်ဒီရုပ်ဘွားတော်နဲ့ပတ်သက်ပြီးတော့ထူးခြားချက်တွေလည်းအများကြီးပြန်ပြီးတော့ကြားရတယ်ရုပ်ဘွားတော်ကိုအိမ်မှာရိုးရိုးသူသူနဲ့ကိုးကွယ်ထားတဲ့ပုံပုံတွေကစီးပွားတက်တာတွေရုပ်တရက်တရက်ကွက်လုံးအေရီယာတစ်ခုလုံးမီးလောင်သွားရင်တော့မှဒီရုပ်ဘွားတော်ကိုးကွယ်ထားတဲ့အိမ်လေးတွေကမီးကွင်းသွားတာမျိုးထူးခြားခြားကြုံရပါတယ်အဓိကစီးပွားတက်တဲ့ကျမ်းမာတွေမီးကွင်းတွေစသဖြင့်ကောင်းမွန်တဲ့အချက်လက်တွေနဲ့ပြည့်စုံလာတယ်ဆိုပြီးတော့လူတွေပြောများလာခဲ့ထူးခြားချက်တွေလည်းအများကြီးဖြစ်လာခဲ့ ဒီလိုမျိုးမီးကွင်းတာတို့စီးပွားလက်လာတိုးတက်တာတို့ဆိုတာကတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ပေါ်မှာကျွန်တော်တို့ထားတဲ့စေတနာကံအားကြောင့်လို့ပဲကျွန်တော်ယုံကြည်ထားပါတယ်ခင်ဗျာစေတူတော်တစုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေလို့ကျွန်တော်လက်မှတ်ခံထားပါဘူးဒါဆိုလို့ရှိရင်ဒီရုပ်ပွားတော်တွေကဘာလို့ဘုရားစီတီပထိုးတွေမှာတွေ့ရနေတာလဲဆိုတဲ့အချက်ကလေးရတယ်စိတ်ဝင်စားတဲ့အကောင်းတကယ်တော့ရိုးရှင်းပါတယ်ရုပ်ပွားတော်လေးတွေရဲ့ဉာဏ်တော်ကအင်မတန်ကိုသိငယ်တဲ့အခါကျတော့ဒီစေတူတော်လေးတွေကိုစေတီပထိုးတွေမှာတွေ့ရနေခြင်းအကြောင်းပဲဖြစ်ပါတယ်တသက်ကြီးပယ်ထားတာမျိုးလုံးဝမဟုတ်ပါဘူးတချို့သောတမိုင်းတွေမှာလည်းဘုံတော်ကိုကြီးမြင့်တဲ့ဘယင်မင်းတရားတွေလက်ထက်မှာ ဂျန်နာအရှင်သူမြတ်ကြီးတွေကိုယ်တိုင်ကိုကဒီစင်းနုတော်တွေကိုကိုယ်တိုင်ကိုကြပင်းဆောင်လာခဲ့တယ်ဆိုတဲ့တမိုင်းထောက်ထားတယ်လေကျွန်တော်တို့မြင်ရပါတယ်။ဒါဆိုရင်တော့တေချာတယ်ဒါရေရာခြေထားတဲ့ဘုရားမဟုတ်ဘူး။အစီအနေလုပ်ထားတဲ့ဘုရားမဟုတ်ဆိုတော့တရားခိုင်တော့တေချာနေပါပြီ။ဘာသာတရားအားနေကြတဲ့မင်းတရားရဲ့လက်ထက်မှာလဲဒီလိုစင်းနုတော်တွေကရုပ်ရည်ပျောက်ကွယ်သွားတာမျိုးတွေမူလဇာတိမျိုးကိုပြင်ပြီးပြင်ရောက်နေတာမျိုးတွေအထူးခြားအံ့ဩဖွယ်ကြုံခဲ့ရတယ်လို့လည်းတမိုင်းမှာမြင်ရပါတယ်။ဒါဆိုစင်းနုတော်နဲ့ပတ်သက်ပြီးတော့အဆောင်ရှောက်အရင်ကြီးရဲ့လို့ကျွန်တော်တို့သုံးလုံးပြရစီ။ဒီဟိုမှာကျမ်းပြုတ်အကျော်စောဆရာတော်တစ်ပါးဖြစ်တဲ့အရှင်မောဂလိတာဒိတာဆိုတဲ့အထေမြတ်ကြီးလက်ထက်မှာလဲ ယ်အရှင်မြတ်ကြီးကိုယ်တိုင်ကတိရိဒမတောကမင်းတရားကြီးကိုဗုဒ္ဓရုပ်ရှင်တော်မြတ်ကြီးကိုကိုးကွယ်စေခဲ့ခြင်းအဖြစ်ကိုယ်တိုင်ကိုးဌာနကိုသာသနာပြန်ပွားစေခဲ့သောမင်းတရားကြီးဖြစ်နေကြော်သောစေခဲ့တာဖြစ်ပါတယ် လို့အချက်လက်တွေပါတယ်ဆိုလို့ရှိရင်ဒကိညတာကရုပ်ွားတော်မြောက်လဲဆိုတော့စင်းနုတော်မှာမဏိတော်ကြရွက်ကိုရွက်ပါရမယ်ပလင်တော်ကလည်း၃ဆင်းဖြစ်နေရမယ်ပြောရလို့ရှိရင်အခန်းကြီး၃ခန်းပါရမယ်တခန်းကြီးစီမှာလည်းရုပ်ပုံကားချက်တစ်ခုစီရှိနေရမယ်နောက်တစ်ချက်ကတော့မို၉ချက်ပါရမယ်ပလင်တော်ရဲ့အောက်ခြေနားမှာလည်းရွှေငွေချင်း၂ကောင်ရှိနေရမယ်ပလင်တော်ရဲ့အနောက်မှာတော့စာတာဘာဝအင်းတော်မြတ်ကြီးရှိကိုရှိရပါမယ်ဒါဆိုလို့ရှိရင်တော့ဒကိညတာကဖရာစင်းနုတော်မြောက်ပါတယ်အဲ့တော့ဒီထူးခြားချက်တွေရောတစ်ချက်ချင်းစီကဘယ်လောက်ထိအရေးပါလဲဘလို့ရည်ရွယ်ချက်တွေနဲ့ထည့်သွင်းထားရလဲဆိုတာလည်းတင်ပြပြကျွန်တော် ခုနပြောခဲ့သလိုပဲပေါ့နော်အခန်းတစ်ခန်းစီမှာရုပ်ပုံတော့တစ်ချက်စီပါရမယ်ဆိုတော့ဘလို့ရုပ်ပုံတွေလဲဆိုတော့ခယူသင်းပုံပြစ်စေကားဗုဒ္ဓပုံငုံပုံတခြားမင်းပုံနေမင်းလမင်းယဟန်တာဝိဇ္ဇရူပြမ စသဖြင့်ပုံကိုးပုံရှိရပါမယ်ခင်ဗျဒီပုံကိုးပုံကိုကြောင်းရလဲတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်ခင်ဗျ ခယူသိန်းပုံပေါ့ခယူသိန်းပုံဆိုတာကတော့တရားမင်းကိုယ်တိုင်ခြင်ခဲ့တဲ့ဝီဇီယုတာခယူသိန်းကိုရည်ညွှန်းတာဖြစ်ပါတယ်ခင်ဗျာရည်ရွယ်ချက်ကတော့ကြားရအရက်ကရန်သူအဖုံပုံကိုအောင်းနိုင်စေတယ်ဘေးမျိုးမျိုးရန်သွဲသွဲကိုကင်းဝေးစေတယ်ဆိုတော့အတိတ်နဲ့မဲ့ယူဆချက်နဲ့ထည့်သွင်းတာဖြစ်ပါတယ်နောက်တစ်ပုံကတော့ငုံမင်းပုံတော်ဖြစ်ပါတယ်ဘာကြောင့်ငုံမင်းပုံတော်ထည့်ထားလဲဆိုတော့ကျွန်တော်ရှေ့ကပြောပြသလိုပေါ့နော်ဒီစင်းတော်ကိုကိုယ်မီးခွင်းနဲ့မီးခွင်းနဲ့ဆိုတော့ဒီအเจ้าရလဲပါတာပေါ့ဝိတာတုတ်တော်မှာလဲပါတယ်ပေါ့ဝိတာတုတ်တော်မှာရှိကြတဲ့အတိုင်းငုံမင်းဖြစ်စဉ်ဘဝမှာမီးခွင်းခဲ့တဲ့အချင်းရလေးကိုကျွန်တော်တည်ပြီးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ အကြောင်းအရာလေးကိုပြင်ပြီးတော့ယူပြီးတော့ငုံမင်းပုံစံကိုထည့်သွင်းတာဖြစ်ပါတ ဒါကြောင့်လည်းမီးကွင်းနယ်ဆိုတဲ့အကြောင်းတရားလေးတွေပေါ်ပေါက်လာတာဆိုရင်လည်းမမားတော့ပါဘူး။နောက်ထပ်ပုံတော်တစ်ခုကတော့ယဟန်နာပုံတော်ဖြစ်ပါတယ်။ဒီထဲမှာပါတဲ့ယဟန်နာဘလို့ပုံကိုလဲဆိုတော့အင်ဂူလိမာလာယဟန်နာအရှင်သူမြတ်ကြီးပုံတော်ပဲဖြစ်ပါတယ်။ဒီပုံတော်ကိုထည့်သွင်းထားခြင်းအဖြစ်အိမ်မှာရှိတဲ့အိမ်သူအိမ်သားတွေကတားဖွာရခက်ခဲနေတဲ့မီးနေတဲ့တွေတားဖွာဖို့လွယ်ကူစေတယ်လို့ကျွန်တော်တို့သိရပါတယ်။နောက်ထပ်ပုံတော်တစ်ခုကတော့ပြည့်စည်ကဗုဒ္ဓပုံတော်ပဲဖြစ်ပါတယ်။ပြည့်စည်ကဗုဒ္ဓဆိုတာကကျွန်တော်တို့အားလုံးသိရတဲ့အတိုင်းဖယင်ငယ်ပေါ့။ဖယင်ငယ်ဖြစ်တည်အားလျော်စွာတရားဟောခြင်းအမှုကိုတိတ်မပြူကြပါဘူး။ဒီလိုပုံကိုယ်တွေကတရားဝါတွေကိုကဲတင်ခြင်းနဲ့စိတ်ဆန္ဒပြင်းပြ တဲ့အချိန်ကာလတွေမှာတစ္ဆာပြုကြတာများပါတယ်ဒီလိုတစ္ဆာတရားကိုဥထိပ်ထားတဲ့ပုံကိုယ်တွေဖြစ်တည်အားလျော်စွာတန်တရားဝေကရမှာနေမိုးနေကြတဲ့တရားဝါတွေအပေါင်းကိုတရားအားတွေမြင့်မေးပြီးတော့မှတစ္ဆာတရားနဲ့ချုပ်ပြီးတော့လွတ်မြောက်ခြင်းတရားကိုပေးသည့်တိတ်နမိတ်နဲ့ထည့်သွင်းတာဖြစ်ပါတယ်နောက်ထပ်ပုံတစ်ခုကတော့တရားမင်းပုံတော်ဖြစ်ပါတယ်နတ်တော်တင်တရားမင်းဆိုတဲ့အတိုင်းပဲမင်းရဲ့အတိတ်နမိတ်နဲ့ထည့်သွင်းတာဖြစ်တယ်လို့မျိုးကိစ္စဝါဝါတို့ကိုအောင်းနိုင်စီလိုတဲ့အတိတ်နမိတ်နဲ့ထည့်သွင်းပေးတာဖြစ်ပါတယ်နောက်ထပ်ပုံတော်တစ်ခုကတော့နေမင်းပုံတော်ပဲဖြစ်ပါတယ်ဒီလိုထည့်သွင်းပေးတာချင်းအဖြစ်နေမင်းပုံတော်ကိုတိုင်တယ်ပြီးတော့တစ္ဆာပြုမယ်ဆိုလို့ရှိရင်အမှု ကိစ္စအကောင်းအောင်ကိုပကတိအောင်နိုင်စေတယ်ဆိုရက်တိမ်မင်းနဲ့ထဲသွင်းမိတာဖြစ်ပါတယ်။လာမင်းပုံတော်ကတော့လူများရဲ့ချစ်ခင်ကျင်နာခြင်းကိုခံရခြင်း၊ကောင်းတဲ့ဂုဏ်တရင်းနဲ့ကြော်စောခြင်းကိုယူဆသောအတိတ်မင်းနဲ့ထဲသွင်းထားတာဖြစ်ပါတယ်။နောက်တဲ့ပုံတစ်ခုကတော့ဝိဇ္ဇရူပုံတော်ပဲဖြစ်ပါတယ်။ဝိဇ္ဇရူတို့ရဲ့ထုံးစံအတိုင်းပဲကြားမြင်သိရှိသမျှဘုသူတ္တမှန်သမျှကိုလွယ်လင်းတကူတက်မြောက်စေတဲ့အတတ်ပညာနဲ့ပတ်သက်ပြီးတော့ထူးချွန်ပြောင်ပြောင်းစေတဲ့အတိတ်မင်းနဲ့ထဲသွင်းမိတာဖြစ်ပါတယ်။ ါနောက်ထပ်ပုံတော်တစ်ခုကတော့မြန်မာမင်းပုံတော်ပဲဖြစ်ပါတယ်မြန်မာမင်းတို့ရဲ့ထုံးစံတိုင်းပဲမြစ်တာတကူတွေဇန်အပင်ညာတကူတွေနဲ့ပဲတတော်ဝါရီအားလုံးကိုအေဂျင်စီတဲ့အတိတ်နမိတ်နဲ့ထည့်သွင်းပြလာဖြစ်ပါတယ်ဆက်ပြီးတော့ပြောပြပေးရှင်တာတော့မှုကိုးချက်ပါတဲ့အကြောင်းဖြစ်ပါတယ်။မှုကိုးချက်ကဖရားရဲ့ဘေးနေရာတွေမှာပါတာလေးပေါ့။စင်းနူတော်ရဲ့အခုံးတော်နှစ်ဖက်၊တင်မာတော်နှစ်ဖက်၊တထောင်စင်းနှစ်ဖက်၊လေကုတ်တော်နောက်စီတော်၊စံချစ်တော်တို့မှာမှုကိုးချက်ပါပါတယ်။ ်ဒီမိုကိုကျဲ့ရဲ့ရည်ရွယ်ချက်ကတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်၉ပါးကိုရည်ညွှန်းထားလို့လည်းသိရပါတယ်။ဟိုးရှေးရှေးခေတ်တုန်းကဒီဟိုကျွန်းကရည်ရွယ်ချက်ကတော့ဒီမိုကိုကျဲ့နေရာမှာဌာပနာတော်တွေထည့်သွင်းကြတယ်လို့လည်းသိရှိရပါတယ်။နောက်ထပ်ထူးခြားချက်ချက်ကတော့ပလင်တော်ရဲ့အောက်ဘက်မှာအနောက်တက်ရည်အိုင်ပုံရှိနေတာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ရေကိုတွေ့သောဂျာပန်ကဲ့သို့တရဝါတို့ကိုရွှင်လန်းအင်ဂျင်စီရဲ့အတိတ်အမိအနေနဲ့ထည့်သွင်းထားတာဖြစ်ပါတယ်။နောက်ထပ်တစ်ချက်ကတော့မနီတော်ဂျာရွယ်ကိုရွယ်အကြောင်းကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်။ ကြာကိုးပတ်အုံမိုးရတဲ့အတိုင်းပဲကိုတိုင်ကိုဌာနမှာသာသနာတော်ကြီးပွင့်လန်းပြီးတော့တရားဝါရီအပေတကားပိတ်စီတဲ့ရည်ရွယ်ချက်နဲ့ထည့်သွင်းထားတာဖြစ်ပါတယ်။နောက်ထပ်ထူးခြားချက်ကတော့အနောက်တက်ရည်ရည်ပုံမှာရွှေငင်းပုံတွေထည့်ထားတာဖြစ်ပါတယ်။ဒီရည်ရွယ်ချက်ကတော့သာသနာတော်ကြီးနှစ်ငါးတောင်ခန့်တည်တက်စီရင်ရည်ရွယ်ထားပါတယ်။နောက်ထပ်ထူးခြားချက်ချက်ကတော့တင်ကန်းတော်မှာအတုံလေးသုံးထုံးပါနေတာဖြစ်ပါတယ်။ဒီလိုမျိုးပါနေတဲ့အကြောင်းကတော့မြတ်စွာဘုရားရှင်ကိုရုဏာကြီးကခတိယမဟာသာလအနွယ်ဝင်ဖြစ်တဲ့အကြောင်းကိုပြထားတာဖြစ်ပါတယ်။ဒီလိုမျိုးအမျိုးတွေကဆက်လွယ်ကိုသုံးချိုးတင်ရတယ်ဆိုရင်ရည်ရွယ်ချက်နဲ့ထည့်သွင်းထားတာဖြစ်ပါတယ်။ပြီးတော့လူတွေ သိချင်နေရတဲ့အချက်ပေါ့ဘာလို့ဖះခေါင်းပေါ်မှာကြာပန်းကြီးအုပ်ထားတာလဲဆိုတဲ့အကြောင်းလေးကျွန်တော်ခုရှင်းပြပြီးပါဒါကိုကြာဘက်ဆောင်းထားတယ်လို့ခေါ်တာပေါ့နော်ဒီလိုကြာဘက်ဆောင်းထားတဲ့ဟန်ကိုထုလုပ်ထားတဲ့အကြောင်းတရားကတော့အနော်တက်အိုင်တို့စရံအိုင်တို့မုန်စလီနာအိုင်တို့လိုမျိုးအိုင်ကြီးခုနအိုင်မှာမျက်စောပြရှင်ကိုရောမြေကြီးကရေကိုတက်ပယ်သုံးဆောင်တော်မူစဉ်ကာလမှာရေကန်တွေကိုစောင့်တဲ့နမင်းတွေကထီးပြူပုံစံမျိုးဗဒုံမှာကြာရွက်တည်နေလာပြီးတော့ပူဇော်ကြတဲ့တဏ္ဍန်ကိုရည်ညွှန်းသောအဖြစ်မျက်စောပြရှင်ကိုရောမြေကြီးရဲ့ဦးခေါင်းတော်မှာကြာဘန်းအုပ်ပြီးတော့ထုလုပ်ထားတာဖြစ်တယ်လို့သိရပါတယ် ဒီစင်းတို့တော်တွေကိုလက်ဆင့်ကမ်းခဲ့တဲ့ပုံကူတွေကလည်းကျွန်တော်ရှင်းမှာတင်ဆက်ခဲ့သလိုပဲအဘိညာဉ်ရထားတဲ့ယဟန်သာအရှင်သူမြတ်ကြီးတွေကိုယ်တိုင်ကပင်ဆောင်ခဲ့တယ်လို့စာပေထဲမှာကျွန်တော်တို့သိရပါတယ်ပလင်တော်ရဲ့အနောက်ဘက်မှာတော့အင်းတော်မြတ်ကြီးတစုပါပါတယ်ခင်ဗျဒီအင်းတော်မြတ်ကြီးကမူလအင်းကတော့ဒက္ခိဏတာကအင်းတော်မြတ်ကြီးလို့ခေါ်ပါတယ်အခုနောက်ပိုင်းမြေတွေကနေပုံမှန်တရံတွေကတော့မူလအင်းတော်မြတ်ကြီးမဟုတ်တော့ညာလင်ဘေးပေါင်းရံပေါင်းအန်ရယ်ပေါင်းကိုကင်းရှင်းစေတယ်လို့လူအများယုံကြည်ထားရဖြစ်တဲ့ရွှေကုံစီတွေတော့မြောက်ဘက်မှာဝိဇာတစောင်းမှာကနေပူဇော်ထားတဲ့စာရဘဝအင်းတော်မြတ်ကြီးကိုထည့်သွင်းပူဇော်ထားတာကိုကျွန်တော်တို့ဖူးတွေ့ရပါတယ် ဖြစ်ပါတယ်။ဒါကတော့ဖျားနဲ့ပတ်သက်တဲ့ထူးခြားချက်လေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။ဘဘူးလက်ရာတွေကဘယ်ကနေဆင်းသက်လာလဲဆိုတာနည်းနည်းလေးကျွန်တော်ပြောပြပြပေးမယ်။ မူလဗုဒ္ဓဒက္ခိဏတာကစင်းနုတော်ပုံမှန်တံတန်တွေကကျွန်တော်တို့မြန်မာမူမြန်မာလက်ရာတွေမြန်မာတံတန်တွေလိုမျိုးပဲဗဟုလက်ရာတွေကပြည့်ပြည့်ထားတာမျိုးတွေမရှိပါဘူးခင်ဗျတသက်ရရလေးရှိမနေဘူးပေါ့နော်ဒါတီဟိုလက်ရာတွေဆိုတော့နောက်ပိုင်းမြန်မာလက်ရာတွေမှာအချိုးစစ်ပြည့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 ်နဲ့ဒက္ခိဏတာကစင်းနုတော်ပုံမှန်တံတန်တွေအများကြီးထွက်လာတာကဘသူကျေးဇူးကြောင့်လဲလို့ဆိုရင်မြောက်ရီယူမှာရှိခဲ့တဲ့ဗဟုဆရာကြီးဆရာကြီးဦးကျော်တန်းရဲ့လက်ရာတွေကနေစဉ်သက်လာတယ်လို့သိရှိရပါတယ်ဆရာကြီးရဲ့တည်တက်ပြီးတော့အနုစိတ်ကြတဲ့လက်ရာတွေကြောင့်ပဲအခုလိုတည်တက်ပြီးတော့တင့်တယ်ပြီးတော့ခမ်းနားလာတဲ့ဒက္ခိဏတာကစင်းနုတော်မြေကြီးကိုကျွန်တော်တို့ပူ ဆိုနေရတာဖြစ်ပါတယ်။ဒဂိနာတာကစင်းရောမြကြီးကိုကျွန်တော်တို့ခွဲပြီးပြောရမယ့်အချိန်မှာလောကီနဲ့လောကုတ္တရာခွဲပြောသလိုပေါ့နော်။လောကုတ္တရာဘက်မှာတော့ကျွန်တော်တို့ကယုတ်ထုတွေ၊ပုံတော်တွေ၊ပြဉ္ညာချက်တွေနောက်ကိုလိုက်တဲ့လမ်းကြောင်းမဟုတ်သည့်အတွက်ကြောင့်လောကီအကျိုးအတွက်ကျွန်တော်ကြီးညိုပြီးတော့ပြောပြရစီမယ်နော်။ဒီစင်းရောမြကြီးကတေချာကတော့လောကီအကျိုးစီးပွားမှာတရာတိကဥဆောင်တဲ့လုပ်ငန်းတွေပြုလုပ်မယ်။ဥမာအဖြစ်သန္တာပြုလုပ်ငန်းတွေဆောင်ရွက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပေါ့မြောက်အောင်မြင်စေနိုင်တဲ့အကျိုးခုံတွေနဲ့ပြည်စုံနေတဲ့စင်းရောမြကြီးဖြစ်တယ်ဆိုတာကတော့လုံးဝငြင်းလို့မရတဲ့အပိုင်းပဲဖြစ်ပါတယ်။ဒဂိနာတာကစင်းရောမြကြီးကိုပူဇော်ကြရတဲ့မှာကျွန်တော်ရှိမှတိဆက်ခဲ့ သလိုပဲတချို့ကတော့မိဘအန်ရကင်းအောင်ပူဇော်ကြတယ်တချို့ကတော့သခိုးသဝက်ပြီးတချို့ကျတော့လည်းစီးပွားလည်လာတိုးတက်ခြင်းလို့တချို့ကျတော့လည်းဖုန်းတကူအရှိန်ဝါကြီးမြတ်ခြင်းလို့ဒီရက်မျိုးစုံနဲ့ကိုးကွယ်ကြပါတယ်ဘလို့ပဲဖြစ်နေပါစေပေါ့ကိုအနေနဲ့ဒီစင်းတော်မြတ်ကြီးကဘုရားကုံတော်ကိုးပါးကိုညှိနှိုးပြီးတော့ထုလို့ပူဇော်ထားတဲ့စင်းတော်မြတ်ကြီးဖြစ်တယ်လို့ဂျဲနာအရှင်သူမြတ်ကြီးရဲ့ကိုယ်တိုင်လက်ဆင့်ကမ်းခဲ့တဲ့စင်းတော်ကြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အိမ်မှာဩဒတစီတီထိုက်တဲ့စင်းတော်မြတ်ကြီးကိုဂုံတော်ညှိနှိုးပြီးတော့ပူဇော်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တရားပေါက်အကျိုးထူတွေရမယ်ဆိုတာကတော့မလွဲဧကံပဲဖြစ်ပါတယ်ခင်ဗျအစုံးလေးရှိရှိပြီးလို့ကျေးဇူးတင်ပါတယ်ခင်ဗျဒကိနာသားကစင်းတော်မြတ်ကြီးနဲ့ပတ်သက်ပြီးတော့အခု လိုဘူဒ္ဓရဆရာအကြောင်းအရာလေးကိုကျွန်တော်တို့အဖွဲ့ကဒီလိုလေးတက်ဆက်ပေးလိုက်ပါတယ်ကြီးစုနေကြတဲ့မျိုးရင်းနဲ့ဘူဒ္ဓတစုံပြရရတော့တေးချရဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကို share ပေးခဲ့ပါထပ်ပြီးတော့သိချင်တဲ့အကြောင်းအရာအစ်စ်တွေရှိရင်လည်း comment လေးတွေ share ပေးခဲ့ပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးချင်တဲ့တစုံပြရရှိရင်လည်း comment လေးမှာပြပြီးတော့ဆွေးနွေးတော်လို့ရပါခင်ဗျာကျွန်တော် channel လေးကိုလည်း like share subscribe လေးလုပ်ပြီးတော့အားပေးကြပါဦးလို့ကျွန်တော်ညွှန်ဆိုလိုက်ပါတယ်နောက်ထပ်ဗီဒီယိုအစ်စ်မှာနောက်ထပ်ဘူဒ္ဓအစ်စ်တွေနဲ့ကျွန်တော်စောင့်နေပါမယ်ကျေးဇူးတင်ပါတယ်